အညာဆယ်ရရဘွန်ဒီဗီဒီယိုလေးမှာတော့အီဦဆိုတဲ့ဟာနော်ဦအီဦဦဆိုတဲ့ဒီပေါ့ဆက်တရာလေးကိုကြည့်ကြည့်啊သူ့မှာကဘာလဲဆိုတော့အတန်ထွက်က၃မျိုးရှိမယ်ဟာနော်နေရာဝင်မူပြီးတော့အတန်ထွက်ပုံထွက်နေ၃မျိုးရှိမယ်ဒါဆိုရင်ဒီအီဒီဦဆိုတဲ့တရာလေးကဒီဦဆိုတဲ့တရာလေးကရှိဆုံးစလုံးမှာပေါင်းထားတာဆိုလို့ရှိရင်သူ့ကိုမူရင်းတိုင်းပဲဦလို့အတန်ထွက်ပြရဟာနော်ဂျီ ဝီနဲ့ပေါင်းထားတဲ့ဒီဝီဆိုတဲ့တရလေးကအရှိဆုံးစလုံးမီနီရဲ့အရှိဆုံးစလုံးဖြစ်နေရင်တော့သူကမူရင်းအတိုင်းဝီလို့အတန်ဖတ်မယ်အဲ့လိုမဟုတ်ဘူးဒီဝီဆိုတဲ့ဟာလေးအနောက်မှာဖြစ်နေတယ်ဟောလို့အရှိဆုံးစလုံးမဟုတ်ဘူးအနောက်မှာဖြစ်နေတယ်ဆိုရင်သူကอีโลอะตันทับไปได้อะดิโลไม่หุบได้ผู้ชื่อซ้องมาแล้วไม่หุบน้ำมาแล้วไม่หุบไอ้นานนะคู่ชามาผิดนี่เลยเอาเนาะจนเนี่ย အုပ်ထုတ်ကျွန်တော်ရဲ့စာအုပ်ဒီလိုမျိုးပေါ့နော်ကျွန်တော်ဆိုတာရဲ့စာအုပ်ဆိုတာရဲ့ဒီလိုမျိုးနှစ်ခုဂျားထဲမှာသူ့ကိုတုံးထားတယ်ဆိုလို့ရှိရင်တော့သူကပိုင်ဆိုင်ခြင်းပြရတဲ့ဣတို့ရေတို့ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်သွားပြီးတော့သူကိုအဲလို့အတန်ထွက်ပြရမယ်။ဟုတ်ပြီနော်အဲ့တော့မှတ်မယ်ဆိုရင်ဘယ်လိုမှတ်မလဲဆိုတော့ရှေ့ဆုံးမှာဆိုဝီနောက်မှာဆိုရင်ဤနန်းနှခုရရှိနေရင်အဲလို့အတန်ထွက်မယ်။အဲ့တော့အဓိပ္ပာယ်ကဣရေဆိုပြီးတော့မှအဓိပ္ပာယ်ရတယ်။ ဟုတ်ပြီနော်အဲ့တော့ဒါဆိုရင်ဒီဥဤဥဤဆိုတဲ့တရာစီမှာအတန်ဘဏ္ဍန်ရှိအတန်ဘဏ္ဍမျိုးရှိမလဲဆိုရင်အတန်ထွက်ပုံထွက်နည်း၃မျိုးရှိမယ်အဲ့ဒီဥဤဆိုတဲ့စကားလုံးလေးကို meaning စကားလုံးတစ်လုံးရဲ့အရှိဆုံးမှာဖြစ်နေတယ်ပေါင်းထားတယ်ဆိုရင်သူကမူရင်းအတန်ထွက်ဝီလို့ပေါ့မယ်။ဟုတ်ပြီရှေ့ဆုံးမှာမဟုတ်ဘူးအနောက်မှာဖြစ်နေပြီဆိုရင်သူကို e ဆိုပြီးတော့မှ အတန်ထွက်မယ်။ အဲ့ဒီလိုမဟုတ်နေဘူးနန်းနှခုချာမှာဖြစ်နေတယ်ဆိုလို့ရှိရင်တော့သူကိုအဲဆိုတဲ့အတန်ကိုထွက်ပေးရမယ်ဒါပေမဲ့အဓိပ္ပာယ်အနေနဲ့ကြတော့ဤရဲ့ဆိုတဲ့ပိုင်ဆိုင်ခြင်းပြပုံစံဖြစ်မယ်ကျွန်တော်ရဲ့ကျွန်တော်ဤဆိုပြီးတော့အဓိပ္ပာယ်ကအဲ့လိုအဓိပ္ပာယ်ရမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အဲ့ဒီဟာနဲ့ပတ်သက်တဲ့ meaning လေးတွေလေ့လာကြည့်အောင်အဲ့တော့ဒါဆိုရင်အာဤ ဟုတ်ပြီသူကဘာမှရှိတာရှည်ဆုံဆုံးမှရှိနေတယ်အဲ့တော့အောက်ဤရှည်ဆုံးမှရှိတာဖြစ်တဲ့အတွက်မူရင်းအတန်ထွက်တိုင်းခရရမယ်ပြီးအောက်ဤပြီးလို့အတန်ထွက်မယ်ဟုတ်ပြီနောက်ဆာဆာဝီဆာဝီဆာဝီဆာကဆရာဝဝီဆာဆရာဝနောက်တစ်ခုအောက်ဤအီသူလည်းရှည်ဆုံးမှပဲဆိုတော့အီဂျာဂျာအီဂျာအီဂျာအီဂျာ အီဂျာကထိုင်ကုန်နောက်တစ်ခုကအောက်ဤဦဦဒါအေဒေဦဒေဦဒေဦဒေကစေတက်ကရဟုတ်ပြီနော်အဲ့မှာဒီဟောက်ကိုအီဆိုတဲ့ဦဦလေချောင်းထန်နဲ့ထွက်မယ်နော်အဲ့ဒါကြီးကိုဝီဆိုပြီးတော့မှဒီနှခမ်းလေးစုထော်ပြီးတော့မှအဲ့ဝီဆိုတဲ့အတိုင်းဝါတန်ကြီးကိုမထွက်ဘူးနော်ဦအအတန်နဲ့လေချောင်းနဲ့ထွက်မယ်ဦလေချောင်းနဲ့ရပဲထုံမယ်အတန်ဦစာ ဝီစာဝီစာဆရာမဝီချကလထိုင်ဝီချကလထိုင်ဝီဒေစိတကတော့ဝီဒေစိတကလနဘီနောအာဝီဒါလည်းပါလေရှင်းဆုံးကပဲရှင်းဆုံးကမလို့သူ့ကိုပါလေဒါမဲ့ဝီမာအီမီဝီမီဝီမီအတိတ်ပဲဝီမီအတိတ်ပဲနောက်အာဝီဝီရာယူနတန်ထွက်မယ်လအတန်နဲ့ထွက်မယ်နတန်ထွက်မယ်ဝီလီယိုအဲ့တော့အာဝီကဝီရှင်းဆုံးကမလို့ဝီ နောက်ကရရေယူရေရယူအဲ့တော့ရကယတန်တရနဲ့ပေါင်းတာမို့လို့လတန်ပြောင်းမယ်အတန်ကနတ်တန်ထွက်မယ်ဒါကြောင့်ဝီလီယို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 ကအဝေအစားကိုပြောတာဟုတ်ပြီနော်ဝီလီယိုအဝေအစားဟုတ်ပြီဒါဆိုတော့ရှိဆုံးမှာဆိုဘာနဲ့ထွက်မယ်ဝီနဲ့ထွက်မယ်ဝီဆောင်ဝီကြဝီဒဝီမီဝီလီယိုနောက်တစ်ခုကဟာဝေကဟွေ အာဝီဟုတ်ပြီဝီတရနဲ့ပေါင်းပြီဒါဆိုဘယ်နေရာမှာရှိရလဲရှေ့ဆုံးမှာမဟုတ်ဘူးနောက်မှာဖြစ်နေတယ်နောက်မှာဖြစ်နေတာမလို့သူ့ကိုဘာတဲ့နဲ့ထွက်မယ် e ဆိုတဲ့အတန်နဲ့ထွက်မယ်နောက်မှာမလို့ e တန်နဲ့ထွက်မယ်ဒါကြောင့်ဟွဲ e ဖြစ်သွားတယ်ဟွဲဝီအတန်ရထွက်ရတာခက်နေတယ်အဲ့ဒါကြောင့်မလို့အတန်ထွက်ရလွယ်ကူအောင် သူ့ကိုဝီနဲ့မထွက်ဘူးနောက်မှာဆိုပါနဲ့ဘာတန်ထွက်မယ် e တန်ထွက်မယ်ဟွဲ e 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 ကဘာလဲလဲအစီအဝေး ခွဲဤအစီအဝေးခွဲဤအစီအဝေးဟုတ်ပြီဒါဆိုနောက်တစ်ခုအာရဲကရဲအာဦးပါရမဲလေနောက်မှာမလို့ဤရဲရဲရဲရင်ကျိမှုရဲရင်ကျိမှုနောက်မအူမူနာဦးရနာဦးပုံမှန်ဆိုတော့ຫນွေတန်ထွက်မှာပေါ့ဒါပေမဲ့သူ့ရဲ့နေရာကအနောက်မှာဖြစ်တဲ့အတွက်သူ့ကိုဤတန်နဲ့ပဲထမယ်ဒါကြောင့်နာဦးနီမူနီတခါတဲ့အတန်ပြောင်းလိုက်မူနီ မုန်နီအင်ဂျီပဆိုအစင်တို့ကအင်ဂျီပဆိုတွေကပြောကြမှာအစင်ဟုတ်နော်အစင်ကကြတော့ဟိုပန်းမွင်အစင်လေးလားချိတ်အစင်လေးတွေလားဒီလိုမျိုးဟာကိုပြောခြင်းမုန်နီလို့ပြောမုန်နီအစင်ဟုတ်ပြီဒါဆိုလို့ရှိရင်ကြည့်အောင်အဲ့တော့ဟွဲဤအနောက်မှာမို့လို့ဤတန်နဲ့ထွက်မယ်ဟွဲဤဟွဲဤအစီအဝေးရဲဤယင်ကျင်းမှုရဲဤယင်ကျင်းမှုမုန်နီအင်ဂျီပဆိုအစင်မုန်နီအင်ဂျီပဆိုအစင်ဟုတ်ပြီဒါဆိုရင်ဒါကရှေးမှာမို့လို့ဤ နာမမလို့အီနောက်တစ်ခုသွားမယ်နာအနာနာအကနာအီဒီမှာဖတ်တယ်လဲထွက်မလဲကြည့်အောင်ဟုတ်နော်အဲဆိုတဲ့အတိုင်းနဲ့ထွက်မယ်ပြောချင်တာရှေ့ကဒီနာအနာဆိုတာကငါလို့ပြောချင်တာဟုတ်နော်နာဆိုတာကနာအနာဆိုတာကငါလို့ပြောချင်တာအဲ့တော့အောက်အီအေနာအေ ဘာဘာချာကြီးဘာကြီးဘာကြီးဆိုတာကဘောင်းမီကွာအဲ့တော့အရှင်းအနာဆိုတာကငါငါဆိုတဲ့နန်ရဲ့ဘာကြီးဘောင်းမီဆိုတဲ့နန်ရဲ့နန်တစ်ခုကြားထဲမှာရှင်နေရမှာသူကအေးဆိုတဲ့အတန်းနဲ့ထွက်မယ်အဲ့တော့နာအေးဘာကြီးနာရဲ့ဘာကြီးငါဘောင်းမီငါရဲ့ဘောင်းမီနာအနာဆိုတာငါကိုပြောတာဟုတ်ပြီနော်နာရဲ့ဘာကြီးအဲ့တော့ငါရဲ့ဘောင်းမီဟုတ်ပြီငါရဲ့ထိုင်ကုန်လို့ပြောခြင်းနဲ့ဒါဆိုနာအေးဦးကြအဲ့လိုပြောမယ်နာအေး ဝီးကြငါရဲ့ထိုင်ကုန်ဟောဘယ်တော့အဲ့လိုမျိုးသုံးမယ်ဒါဆိုနောက်တစ်ခုနာအာနာအာဝီအေနာအေစာရီရှိနာရဲ့ရှိဂါရဲ့ဂေနာရဲ့ရှိဂေနာရဲ့ရှိဂေနာဆိုတာငါရှိဂေဆိုတာကနိုင်အဲ့တော့နာအေရှိကေငါရဲ့နာယီငါနာယီနာယီရှိကေငါနာယီငါရဲ့နာယီဟုတ်ပြီဒါဆိုငါရဲ့အဖေနာ နာအအဖေကအဘောကြီးနာအအဘောကြီးငါရဲ့အဖေဟုတ်ပြီငါရဲ့အမေနာအအောင်မောနေငါရဲ့အမေငါရဲ့အမဆိုနာအနူနာငါရဲ့အမအဲအဲ့လိုမျိုးလေးတွေသုံးသွားမယ်ဒါဆိုနောက်တစ်ခုသွားရဒီမှာပါတဲ့ဂျာအောဂျောဆိုတာကကျွန်တော်လို့အဓိပ္ပာယ်ရတယ်ဂျာအောဂျောဆိုတာကကျွန်တော်အဲ့တော့ဂျာအောဂျောအောင်းဤဒီမှာလဲအဲချောအဲအာအာအာဘာဘော ဂျာယီကြီးအဘိုးကြီးဂျော်ရဲ့အဘိုးကြီးကျွန်တော်ရဲ့အဖေဂျော်ရဲ့အဘိုးကြီးရင်ရင်ကြီးကြီးတုံးနေတာပေါ့ဂျော်ရဲ့အဘိုးကြီးကျွန်တော်ရဲ့အဖေဂျော်ရဲ့အမောနီကျွန်တော်ရဲ့အမေဂျော်ရဲ့နူနာကျွန်တော်ရဲ့အမဂျော်ရဲ့ဦးကြကျွန်တော်ရဲ့ထိုင်ကုန်အဲဒီလိုမျိုးလေးတွေသုံးလို့ရတယ်။ဒါဆိုနောက်တစ်ခုတွက်ချင်မယ်။နာဥနုခေါင်ကုနုကုဆိုတာကဘဒုမာဥမိုချာကြမူချာဆိုတာကအောက်ထုပ်ဒါဆိုနန်းတစ်ခုကြားထဲမှာဖြစ်နေရမလို့ဒီအောက်ဤကို အေးရန်ထွက်မယ်နူကူအဲမိုးကြနူကူအဲမိုးကြဘသူရအုပ်ထုတ်လေနူကူအဲမိုးကြဘသူအုပ်ထုတ်နာဝနူခါဝကူနူကူအောက်ဤအဲနူကူအဲခြာခြာနူကူအဲခြာဘသူကဘသူကလဲငါကငါကဆိုပဲလားနိုင်ခြာနိုင်ချာငါကဒါမို့ကျွန်တော်ရဲ့ကားပါ joy ချာ အဲအဲ့လိုမျိုးလေးသုံးလို့ရတယ်။နောက်နာဥနုခေါကုနုကုအောက်ဤအဲနုကုအဲဂျာဂျာရာဤရီဂျာရီနုကုရဲ့ဂျာရီဘဒုနေရနုကုရဲ့ဂျာရီဘဒုနေရဘဒုနေရလဲငါရဲ့နေရနားရဲ့ဂျာရီဒါမှမဟုတ်ကျွန်တော်ရဲ့နေရဂျော်ရဲ့ဂျာရီအဲအဲ့လိုမျိုးလေးလေးသုံးလို့ရပါတယ်။ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာကနာဆိုတာငါကိုပြောတာ ဂျောဆိုတာကျွန်တော်ကိုပြောတာဟုတ်ပြီနော်နင်းလို့ပြောခြင်းနော်နာဩနောလို့တော့ပြောရတယ်ဟုတ်ပြီနော်နင်းလို့ပြောခြင်းနာဩနောအဲ့တော့ဒါဆိုရင်နာဩနောကနင်းဒါဆိုနင်းရဲ့အဖေနောရဲ့အဘောခြင်းနင်းရဲ့အဖေနင်းရဲ့မနောရဲ့နူနာအဲအဲ့လိုမျိုးလေးတွေအသုံးလို့ရတယ်ဒီနာဩနောဆိုတာကနင်းကိုပြောတာဟုတ်ပြီနော်နာဆိုတာကငါနောဆိုတာကနင်း ချောဆိုတော့ကကျွန်တော်ဒါလေးတွေမှတ်ထားမယ်ဒါဆိုရင်အဲပြောရတဲ့ခါကျငါရဲ့အဖေငါရဲ့မိကျွန်တော်ရဲ့အဖေကျွန်တော်ရဲ့မိနင်းရဲ့အမနင်းရဲ့အကိုဒီလိုမျိုးလေးတွေပြောလို့ရတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အငါရဲ့အကိုနားရဲ့ဥပနားရဲ့ဥပငါရဲ့အကိုအဲအဲ့လိုမျိုးသုံးလို့ရတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အတော့အတန်ထွက်လေးပြန်သွားကြည့်မယ်ဦးဆောင်ဦးဆောင်ကဆရာအောင်ဦးကြကလထိုင်ဦးကြကလထိုင် ဝိဒေစေတကတောဝိဒေစေတကတောဝိမိအဒိဗေဝိမိအဒိဗေဝိလျောအဝေအစာဝိလျောအဝေအစာခွဲဤအစီအဝေခွဲဤအစီအဝေယေဤယင်ခြင်းမှုယေဤယင်ခြင်းမှုမုန်ဤအင်ဒီပသောအစင်မုန်ဤအင်ဒီပသောအစင်နာရဲ့ပါကြီးငါပောင်းပြီးနာရဲ့ပါကြီးငါပောင်းပြီးနာရဲ့ရှိခဲ့နာရဲ့ရှိခဲ့ခန္ဓာကြီး ကျော်ရဲ့အဘေါ်ကြီးကျော်ရဲ့အဘေါ်ကြီးကျွန်တော်ရဲ့အဖေနုကူရဲ့မိုးကြဘသူအုတ်ထုတ်နုကူရဲ့မိုးကြဘသူအုတ်ထုတ်နုကူရဲ့ချဘသူကနုကူရဲ့ချဘသူကနုကူရဲ့ဂျာရီဘသူနေရနုကူရဲ့ဂျာရီဘသူနေရဟုတ်ပြီဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးမှာမှတ်ရမှာကအခုဒီ ဝီဆိုတဲ့တရလေးမှာအတန်တုံးမျိုးအတန်ထွက်အတန်ထွက်ပုံထွက်နေနေရာပေါ်မူတည်ပြီးအတန်ထွက်သုံးမျိုးရှိတယ်ဆိုတော့မှန်ရမှာဖြစ်ပါတယ်။ operator ဆိုရင်ဒီတရနဲ့ပေါင်းထားတဲ့ဟာလေးတွေကိုလည်းအတန်ထွက်တယ်ပြင်ချင်မယ်။မိနီနီကြထားပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကမ္ဘာမနီတာ